အလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့လက်ရှိချိန်မှာအိန္ဒိယနိုင်ငံနေပြီးတော့ပါကစ္စတန်နိုင်ငံပေါ်လေကြောင်းတိုက်ခတ်မှုစတင်လိုက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့ပြပြသွားချင်ပါတယ်ခင်ဗျာအိန္ဒိယ Operation Sindoor လို့ခေါ်တဲ့23မိနစ်ကြာတဲ့လေကြောင်းတိုက်ခတ်မှုတစ်ခုပါကစ္စတန်နိုင်ငံပေါ်ပြုလုပ်လိုက်ပါတယ်အဲ့ဒီမှာလက်ရှိချိန်မှာကျွန်တော်လေကြောင်းတိုက်ခတ်မှုလို့တည်းဆိုတာသိကြတယ်တော့ကအပြက်စီအဆုံးရှုံးရင်တော့ကလူအသေးပျောက်ရှေ့ဆိုတာသိကြတယ်ဒါပေမဲ့အရေအတွက်ရပျက်စီးဆုံးရှုံးတဲ့ပမာဏအတိအကျလက်ရှိချိန်မှာမသိသေးပါဘာဖြစ်လို့လဲဆိုတော့ ပါကစ္စတန်ပြောတဲ့တဲ့နဲ့ကအိန္ဒိယကျင်းတဲ့တဲ့နဲ့ကမတူပါဘူးအဲ့တော့အဲ့နဲ့ပတ်သက်လို့အတီးပြူချက်ယူဖို့ကတော့အချိန်နည်းနဲ့ယူရမှာပေါ့နော်ဒါမှမဟုတ်တေချာတော့တိုက်ခိုက်မှုဖြစ်စရာတော့ဖြစ်သွားဆိုတော့တေချာပါဟုတ်ပြီအဲ့နဲ့ပတ်သက်လို့ကျွန်တော်ပြီးခဲ့တဲ့ဘက်တော့ပေါ့နော်ဒီတဲ့နဲ့ပတ်သက်လို့ပထမပိုင်းဆိုပြီးတော့ဒီအိန္ဒိယနဲ့ပါကစ္စတန်ကြားကာရှမီးယားအရင်နဲ့ပတ်သက်ပြီးတော့တင်းမှာမို့ပေါ့နော်အဲ့ဒီကျွန်တော်တင်ခဲ့ပြီပါလားအဲ့တော့ကအဲ့အနေပဲကျွန်တော်လမ်းပြီးတော့ပြောပါရစေအဲ့ဒီခေါင်းစဉ်ကမှားမြန်းမှားနေလားတဲ့ဘာဖြစ်လို့ဆိုတော့ပထမပိုင်းဆိုတာထည့်ပြီးတော့ပေးရတာပေါ့နော်အဲ့တော့ ဒုတိယပိုင်းလည်းမရရသေးဘူးနဲ့ဒုတိယပိုင်းအကြောင်းအရာလည်းမရှိဘဲနဲ့ဘာဖြစ်လို့ပထမပိုင်းဆိုပြီးတော့ဒီဗီဒီယိုခေါင်းစဉ်တက်ထားရလဲဆိုတော့အရင်ကကျွန်တော်ပြန်လို့လိုက်တာတိကျပါတယ်ဒီကိစ္စဒီမှာနေမပြီးသွားသေးဘူးနောက်တစ်ခေါက်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုကဒုတိယပိုင်းဆက်ပြီးတော့တင်ရမယ်ဒါပေမဲ့အဲ့ဒုတိယပိုင်းကဘယ်လိုဖြစ်လာမလဲဆိုတော့တိကျမသိသေးဘူးလို့အဲ့လိုပဲကျွန်တော်အဲ့ဒီကအကြောင်းပြန်လိုက်တာပေါ့နော်အဲ့မစိုးရိမ်မနဲ့ဒုတိယပိုင်းလာပါလိမ့်မယ်ပေါ့နော်အဲ့ဒီမှာဒါလုံးစစ်တစ်ပတ်ချသွားပြီပေါ့နော်ဟုတ်ပြီအဲ့ဒီကက်ရှမီးယားအရေးမှာ ်ဖြစ်ပျက်သွားတဲ့ပတ်သက်ပြီးတော့အိန္ဒိယဆွတ်ဆွဲတာရှိတယ်တခါပါကစ္စတန်တုတ်ပြန်တာရှိအောင်နော်အိန္ဒိယကကြတော့ဟုတ်ပြီဒီဟာပါကစ္စတန်မှာအခြေစိုက်တဲ့အကြမ်းဖက်သမားတွေကနေပြီးတော့ဒါလုပ်တဲ့လို့ရအဲ့နဲ့ပတ်သက်လို့ပါကစ္စတန်အစိုးရအရေးယူပေးပါဒါမှမဟုတ်အဲ့နဲ့ပတ်သက်လို့ဘယ်လိုမျိုးကင်တွင်မလဲဘောနော်အဲ့တော့အိန္ဒိယဘက်ကနေပဲစောင့်ကြည့်ရအောင်နော်ညတပတ်လောက်ရှိသွားတယ်ဒါပေမဲ့ဘာမှလှုပ်ရှားတာတွေတို့ကအရေးယူတာတွေမတွေ့ရအောင်အဲ့ဒါကြောင့်အိန္ဒိယနေပြီးတော့ကိုကိုယ်တိုင်အရေးယူမယ်ဆိုပြီးတော့ဒီစစ်စင်ယူစတင်လိုက်တယ်ဆိုပြီးပြောသွားတယ်ဟုတ်ပြီအဲ့တော့ ီစစ်စင်နဲ့ပတ်သက်လို့အိန္ဒိယအစိုးရကဒီလိုမျိုးပေါ့နော်လက်ရှိချိန်မှာကမ္ဘာအနှံ့မှာစစ်ပွဲတွေကလည်းဖြစ်နေပုံစံမျိုးမျိုးနဲ့ပေါ့နော်အဲ့တော့သူတို့ကိုယ်တိုင်နျူကလ িয়ার ပိုင်တဲ့နှစ်နိုင်ငံစစ်မဖြစ်ချင်းဘာဖြစ်လို့ဒီတိုက်ခိုက်မှုစတင်လိုက်တာလဲပေါ့နော်ဟုတ်ပြီအဲ့ဒီအကြောင်းအလေးမပြောခင်မှာကျွန်တော်ပြီးခဲ့တဲ့အပတ်ရဲ့အဆက်ကိုကျွန်တော်အရင်ဆုံးပြောပြချင်ပါတယ်ပြီးခဲ့တဲ့အပတ်အဆက်ကပါလို့ပြီးခဲ့တဲ့အပတ်တုန်းကတော့တကယ်လို့များအိန္ဒိယနေပြီးတော့ဒီ Indus မြစ်ပေါ့နော်ဒီပါကစ္စတန်ရဲ့စီးဝင်နေတဲ့မြစ်ကိုတကယ်လို့များရေနဲ့ပတ်သက်လို့ဖြတ်တောက်လိုက်မယ်ဆိုလို့ရှိရင်ရေဆိုတာလက်ရှိချိန်မှာလူသားတွေအတွက်မရှိမဖြစ်တဲ့အရာပဲ တော့ရင်မရှိတော့ဆိုလို့ရှိရင်အသက်ရှင်တယ်မို့တော့ဒေါ်လေးခက်ခဲသွားမယ်နေ့စဉ်ဘဝတော့အခက်ခဲတဲ့အများကြီးရှိတယ်အဲ့တော့အဲ့နဲ့ပတ်သက်လို့စစ်ဖြစ်မယ်ဆိုလို့မဆန်းအဲ့တော့ရင်နဲ့ပတ်သက်တဲ့အကြောင်းကိုပြောသွားပါဘောနော်ဟုတ်ပြီဒီရတဲ့ဘန်ပါလဲဆိုတော့ဟုတ်ပြီစစ်ပွဲနဲ့ပတ်သက်မယ်ဆိုလို့လို့ရှိရင်အိန္ဒိယနဲ့ပါကစ္စတန်အနေထားနဲ့ဆိုလို့လို့ရှိရင်ဘယ်လိုမျိုးစစ်ပွဲကိုပြစ်သွားနိုင်လဲဘောနော်ဒါကဘယ်လိုမျိုးအရေးယူမှုတွေတော့ဘယ်လိုမျိုးတုံ့ပြန်မှုတွေလုပ်လို့ရမလဲဘောနော်စဉ်းစားလို့ရတာကျွန်လေးခုရှိပါတယ်ဟုတ်ပြီအဲ့ဒီလေးခုမှာတခုချင်းစီလိုက်ပါတော့အားစာချက်အားနည်းချက်ရှိပါတယ်ပထမဆုံးတစ်ခုကတော့ ကျောအထူးတပ်ဖွဲ့ဝင်တွေစေလွတ်ပြီးတော့စစ်စင်တခုလောက်တော့ပါအဲ့ဒါကတော့တကယ်တကယ်ကတော့ကျောထိရောက်မှုအရှိဆုံးနည်းလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့မလိုအပ်တဲ့သူကိုမတတ်တော့ဘူးတကယ်အကြမ်းဖက်သမားတွေကိုလိုက်ရှာမယ်ပြလို့လို့ရှိရင်အဲ့ဒါကိုတတ်မယ်စစ်စင်လုံးမယ်ဒါမှအားနည်းချက်ကဘာလဲဆိုတော့အဲ့ဒီကလွတ်မယ်ဆိုလို့လို့ရှိရင်အိန္ဒိယစစ်သားတွေလောက်အောင်ပါပါအထူးလေးကျင်လာတဲ့ကွန်မန်ဒိုတပ်ဖွဲ့တွေလွတ်မယ်ဒါမှသူတို့တွေအိန္ဒိယနိုင်ငံတော့ပြန်ပြီးဝင်လာအောင်အဲ့တော့အန်ရဒါအများပါတယ်အခက်မသိဘူးဆိုလို့ရှိရင်တကယ်လို့များမအောင်မြင်ဆိုလို့ရှိရင် အထူးလေးကျင်နာတဲ့သူတွေအကုန်လုံးကျအသက်ခံသွားရတာတွေအထီးကအကြဆုံးရှိရတာဖြစ်သွားနိုင်တယ်အဲ့ဒါကျအာသာချက်ကတော့ရှိတယ်မလို့အပ်တဲ့ပျက်စီးမှုတွေအဆောင်ပျက်စီးကြရမရှိဘူးသူတို့ပြစ်တဲ့နေရာရဲ့ပြစ်တဲ့လူရဲ့ပဲတရားမယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါနံပါတ်1တစ်ချက်ပေါ့ဟုတ်နံပါတ်2ကတော့ကိုယ်ကနံပါတ်1လိုမျိုးပေါ့နော်ကျအိန္ဒိယရဲ့အထူးတပ်ဖွဲ့ဝင်တွေဝင်သွားမယ်ဆိုလို့ရှိရင်နီးနနာဆိုရင်တော့ပြဿနာမရှိဘူးဒါအဝေးဆိုလို့ရှိရင်ပါကစ္စတန်နေတဲ့ကိုအများကြီးကျုံပြီးတော့ဝင်သွားမယ်ဆိုလို့ရှိရင်အန္တရာယ်ဒါအများအဲ့လိုမလို့ရဘူး ဲ့လိုနေရာတွေမှာဆိုလို့ချင်းဘာလို့ရမလဲဆိုတော့လေချောင်းနဲ့ဘုံကြီးတာတွေလုပ်မယ်ပြောလို့ရှိရင်တာဝိပြုံကြီးတွေနဲ့လှမ်းပစ်တာလုပ်လို့ရသူရဲ့အသာချက်ကကြတော့အိန္ဒိယဘက်ကအထီးကနေနိုင်တယ်အပြန်လာအပြန်ဘာဖြစ်နိုင်လဲဆိုတော့ဟိုပါကစ္စတန်ဘက်ကဘုံကြီးတယ်ဆိုလို့ရှိရင်ပြင်မကိုတိတိကျကျထိပါမလားဆိုတော့ရှိတယ်နောက်တစ်ခါအရသာအတိပြောပါတေချာပေါ့ရှိနိုင်တယ်တော့အပြည့်စုံဆုံးရှုံးပမာဏလည်းခမတာခက်တယ်နောက်တစ်ခါတကယ်ထိသွားလားမထိသွားလားဆိုတာဟာမသိကြဘူးလေချောင်းတိုက်ခတ်မှုဆိုအဲ့လိုမျိုးပေါ့နော် နောက်တစ်ခုကဘာလဲဆိုတော့နံပါတ်3အနေနဲ့ကတော့ကျွန်တော်မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့တင်ကားတွေနဲ့ဆင်လို့ပြောတိုက်တာပါတင်ကားတွေဆိုတော့အဲ့နေရာတွေကမှဝိုင်းလမ်းပါဘောနော်တင်ကားတွေချလာမယ်အဲ့ဒါအားသာချက်ကဘာလဲဆိုတော့တိတိကျကျကျွန်တော်တင်ကားတွေနဲ့ပေါ့ပြင်ဆင်မြှုပ်တိုက်လို့ရတယ်အားနေချက်ကတော့အချိန်တားယူရတာပေါ့တင်ကားတွေကိုတခြားနေရာတွေသားနေပြီးတော့အဲ့နေရာတွေသားရောက်အောင်မောင်းလာရမယ်ဟုတ်ကဲ့အခက်မသိဘူးဆိုလို့ရှိရင်အားရအားနေချက်ကမြေပြင်တပ်ဖွဲ့ဝင်အချင်းချင်းပေါ့နော်ဟိုဘက်ကလည်းတင်ကားဒီဘက်ကလည်းတင်ကားပြစ်မယ်ဆိုလို့ရှိရင်နောက်ဆုံးပါကစ္စတန်အင်အားမမြအောင်ဆိုလို့ရှိရင်နျူကလ িয়ার သုံးသွားနိုင်မလားပေါ့နော် အစိုးရဆရာရှိတယ်တော်တော်လေးကိုထေးပြီးတော့လောရမယ့်အနေထားအဲ့ဒီစစ်စင်ရေဆိုလို့ရှိရင်လဲနောက်တစ်ခေါက်တော့ပါလဲဆိုတော့ရေချောင်းပေါ့နော်ပင်လယ်ပြင်မှာပါကစ္စတန်နိုင်ငံကိုဝင်မဲ့တင်မောတွေကိုအပြင်အနေပေါ့နော်ရေတန်းနဲ့ပိတ်ထားလိုက်လို့ရပါတယ်အဲ့ဒီမှာအဲ့ဒါတော့ချက်ချင်းအကျိုးကျေးဇူးမရှိပါဘူးဆိုတော့ချက်ချင်းဒီလေချောင်းကနေရေချောင်းနေလာမယ်ကုံသွဲတဲ့ပစ္စည်းတွေပေါ့နော်တင်မောတွေပိတ်ထားမယ်ဆိုလို့ရှိရင်လောလောဆယ်နိုင်ငံဘာမှဖြစ်တော့ပါခဏတာအတိုင်းအတာတစ်ခုရက်တည်နေလို့ရပါသေးတယ် နောက်တစ်ခုစိုးတာပါဆိုဟုတ်ပြီအချိန်တားကြရင်ပါဆိုအချိန်တားကြပြီဆိုလို့ရှိရင်စစ်ကူတွေရောက်လာမှာပါစစ်ကူဆိုတာတော့တရုတ်တို့ဘာလို့ရောက်လာနိုင်မှာလဲတရုတ်စစ်သည်မိုးတွေပါလားဘာဖြစ်လို့ပြောရလဲဆိုတော့အရင်တော့ကဒီ melodies မှာ modern မှာပေါ့နော်ကြာဖြစ်ခဲ့ဘူးပါတယ်အိန္ဒိယအစိုးရအစီအပြေတဲ့အစိုးရနဲ့လှုပ်နေတဲ့အချိန်ပေါ့နော်နောက်တစ်ခါဒီတရုတ်အစိုးရတရုတ်ဘက်ကိုရိန်းတဲ့အဖွဲ့တွေပေါ့နော်ဒီတကယ်လှုပ်လှုပ်ရှားဖြစ်နေတဲ့အချိန်မှာအိန္ဒိယစစ်သင်္ဘောတုံးစီအဲ့နာမှာရှိပါအဲ့ဒီမှာတရုတ်ကနေပြီးတော့စက်တစည်းလှုပ်လိုက်တာပေါ့နော်စစ်သင်္ဘောအစုစုပေါ့စက်တစည်းလာတာပါ အလေးနေသင်းမောရောမဟုတ်ဘူးနော်ရိုးစစ်သင်းမောတွေပါအဲ့တော့အဲ့ရေပဝင်းကျင်မှာအဲ့လိုမျိုးဝိုင်းနေတာပါအဲ့ကျွန်းသားမှာအဲ့တော့အဲ့လိုမျိုးအခြေအနေဖြစ်သွားတယ်အဲ့တော့ရေတက်လည်းဒါတော့အားသာချက်အားနည်းချက်အဲ့လိုမျိုးရှိတာပေါ့နော်အဲ့တော့ဒီတစ်ခေါက်ကဘယ်နည်းကိုသုံးတော့လဲဆိုတော့ဒါနံပါတ်1ပေါ့နော်လေကြောင်းစစ်စင်တစ်ခုနေနဲ့သုံးတော့တာပါဟုတ်ပြီအဲ့ဒီမှာအိန္ဒိယနေပြီးတော့ကျွန်တော်ဘာပြောပေါ့နော်ဒီအချိန်မှာစစ်ဖြစ်မယ်ဆိုလို့လို့ရှိရင်မကောင်းဘူးနောက်တစ်ခါအစိုးရနဲ့ကိုရီးယားလည်းကျွန်တော်မြင်ရတဲ့ပုံစံတခြားနိုင်ငံနဲ့မတူတော့စစ်မတိုက်ချင်းပေါ့နှစ်ဖက်လုံးကပါကစ္စတန်နဲ့အိန္ဒိယ ဟုတ်လေစမတက်ကျင်ဆိုဘာဖြစ်လို့တိုက်လဲပေါ့နော်ဖြည့်ရှင်းတဲ့နေရာတခြားနေမရှိဘူးလားတန်မန်နေနဲ့ဖြည့်ရှင်းလို့မရအောင်လားဆိုတော့ကျွန်တော်တို့လက်ရှိအိန္ဒိယအခြေအနေကအဲ့လိုမျိုးမပြည့်ပြလို့မရပါဘူးလားကျွန်အိန္ဒိယရဲ့ကျွန်တော်လူအင်အားတအားများလဲဆိုတာတော်တော်များလည်းသိပြီးသားဖြစ်မှာပေါ့နော်အရင်ကတရုတ်ကကမ္ဘာမှာအများဆုံးဆိုတာလက်ရှိချိန်မှာအိန္ဒိယလူကြီးအရင်အတွက်ပေါ့နော်ပြည်လူကြီးအတွက်အများဆုံးပါပဲအဲ့တော့သူတို့တွေက ရှုပ်ရှားလာမယ်ဆိုလို့လို့ရှိရင်တို့တွေကစူပုံကျွမ်းလာမယ်ဆိုလို့ရှိရင်အစိုးရတည်းအနေနဲ့ဒါအထင်မှားကပါလက်ရှိချိန်မှာတို့လူမျိုးတွေတည်ရတဲ့အကြောင်းဆိုပြီးတော့တော်လို့ဒေါသထွက်နေကြပါအစိုးရပြောလာဆန္ဒပြမှုတွေဖြစ်နေတယ်နောက်အဲ့နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကလည်းဆိုရှယ်မီဒီယာပေါ်ပြန်လာအဲ့တော့အိန္ဒိယအစိုးရဘာမှမလုပ်ဘူးလားဆိုတော့ဒါမေကွန်းတွေကသူတို့အိန္ဒိယဗီဒီယိုတွေခံစားချက်ကပေါ်လဲဆိုတော့ပါကစ္စတန်ဆိုတာငါတို့ရန်သူနိုင်ငံနောက်ကရှေ့ကြည့်မယ်ဆိုလို့ရှိရင်ငါတို့အိန္ဒိယစစ်တပ်ကဆဆရရတာတယ်ဒီတိုင်းနေနေလို့မြင်မခံနိုင်ဘူးငါတို့တစ်ခုပြန်လုပ်မယ်ဆိုတော့ စိတ်မျိုးဟာပြည်သူတွေမှာအကုန်လုံးမဟုတ်ဘူးဆိုပေမဲ့တော်တော်များများမှရှိကြပါတယ်အဲ့တော့အဲ့ဒါကိုအိန္ဒိယအစိုးရလည်းသိပါတယ်အဲ့တော့သူ့ပြည်သူတွေဂျင်းတဲ့အောင်ဆိုပြီးတော့တစ်ခုခုမလုပ်ပြလို့မရအောင်ဖြစ်နေမတုံ့ပြန်လို့မရအောင်ဟုတ်ပြီအဲ့ဒီမှာတုံ့ပြန်တဲ့အချိန်မှာတကယ့်ကိုစစ်ပွဲတစ်ခုတွင်ပေါ့နော်အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲဆိုတာမျိုးဖန်တီးချင်လားဆိုတော့လက်ရှိချိန်မှာမဖန်တီးချင်ပါဘူးအဲ့တော့ဘာလို့လဲဆိုတော့ဟုတ်ပြီပြည်သူတွေဂျင်းတဲ့အောင်တော့တိုက်ပြမယ်ဒါပေမဲ့စစ်ပွဲကလည်းမဖြစ်ချင်ဘူးအဲ့ဒီကြားထဲမှာလောက်သွားတာဘာဖြစ်လို့လဲမပြောရတော့လဲဆိုတော့ကျွန်တော်အိန္ဒိယစစ်တပ်ကနေပြီးတော့ တကယ်စစ်မတိုက်ခင်အချိန်လေးမှာကျွန်တော် Twitter မှာပေါ့နော် Twitter မဟုတ်တော့ဘူးပေါ့နော် အခုဆိုလို့ X မှာပေါ့နော်ကျွန်တော် post ကိုတင်လိုက်ပါအဲ့ဒါကတော့ကျွန်တော်တို့ကတိုက်ခတ်ဖို့အစဉ်သင့်မယ်တိုက်ခတ်မယ်ဆိုလို့ရှိရင်ငါတို့တိုက်ခတ်ဖို့အတွက်လေ့ကျင့်မိသားစုတွေပဲပေါ့နော်အဲ့လိုမျိုးတင်လိုက်ပါအဲ့တော့မိနစ်ပိုင်းကြိုတိနေပါပဲအဲ့လိုမျိုးတင်တဲ့ပြီးတဲ့အချိန်ကျမှသူတိုက်ခတ်မှုစတင်လိုက်တာပေါ့နော်တိုက်ခတ်ပြီးတော့တဲ့အချိန်မှာလည်းဒါငါတို့ကတရားမျှတမှုကိုဆောင်ကျင်းလိုက်ပြီပေါ့နော်တရားမျှတမှုကိုငါတို့ပြန်ပြီးတော့ယူလာပြီ အဲ့တော့အဲ့ဒီမှာကျွန်တော်ဗီဒီယိုတွေပါနေတယ်ပေါ့နော်တိတိကျကျပရိုပဂန်ဒါဗီဒီယိုပေါ့နော်ငါတို့ဘယ်လိုပြစ်လိုက်တာဆိုတာမျိုးอ่ะဒီမင်းကဒါဗီဒီယိုတိတိကျကျရိုက်ပြီးတော့ဖြန့်ပြသွားတာအဲ့တော့အနည်းဆုံးတော့ရည်ရွယ်ချက်ကဘာလဲဆိုတော့ပြည်သူတွေကျင့်တတ်တော့ပေါ့နော်အဲ့အိန္ဒိယဆိုတာဘယ်လိုငါတို့ဘာသာရေးအရာလည်းအများကြီးရှိတယ်ဆိုပေမဲ့ပြည်သူတွေကျင့်တတ်တော့တနတ်တကွနှစ်သိလိုက်တဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အိန္ဒိယဘက်ကလက်ရှိချိန်မှာလုံးဆရာရှိတာငါတရားမျှတမှုဆောင်ကျင်းလိုက်ပြီအတိတ်ပြီးတော့ဆက်ပြီးတော့မတိုက်ချင်ဆိုတဲ့အတိတ်ပဲဒါပေမဲ့ဟိုဘက်ကပါကစ္စတန်ကိုဒီတိုင်းဆက်ပြီးတော့ညင်နေမှာလား ဓာတ်ပုံပြန်ပြီးတော့တိုက်မှာလာပါဘောနော်တကယ်တကယ်ကတော့ကျွန်တော်ဒီပြီးခဲ့တဲ့အပတ်တည်းကဘောနော်ဘယ်အချိန်မှစပြီးတော့တိုက်မလဲဘယ်လိုဖြစ်လာမလဲဆိုတော့တော်တော်များကဘာနေစောက်ကြည့်နေကြတာပါအိန္ဒိယဘက်ကနေပြီးတော့စီလီချင်းမို့လောက်ပါစီလီချင်းတဲ့ပုံစံပုံမှန်ဒေရင်ခွင့်မှာစစ်လေရင်ဆင်းတာပေါ့ကွနဲ့ကျအဝေးပြေးလမ်းမပေါ်မှာဒေရင်ဆင်းတော့အိန္ဒိယနေပြီးလေးချင်းမျိုးပြပါတီဗီမှာပြပါတာဟုတ်ကဲ့ပါကစ္စတန်ဘက်ကနေပြီးတော့မြေပြင်ကနေပြီးဝေဟင်ပြစ်တာပေါ့နော်ကီလို450တူရောင်းနိုင်တယ်နောက်တစ်ခါအဲ့ဒါလည်းအောင်မြင်ပြစ်နိုင်တယ်ဆိုတော့ပြပါတယ်အဲ့တော့ တပ်ပန်းတပ်ပန်းနဲ့ကဘာနေပြီးတော့စိုးရင်နေကြပါရယ်ဟုတ်ပြီဒီကိစ္စမဖြေရှင်းဘူးဆိုလို့လို့ရှင်တော့ဒါတေချာပေါ်တိုက်ခိုက်မှုဖြစ်မှာပဲဆိုပြီးတော့တွေးလာကြတာပါပြည်သူတွေကလည်းနှစ်ဖက်ပြည်သူတွေကတော်တော်လေးကိုစိုးရင်တကြီးကြောစောင့်ကြည့်နေကြတာပါအဲ့ဒီအရင်နဲ့ပတ်သက်လို့ဘယ်အချိန်မှာလုပ်မလဲဘယ်လိုလုပ်မလဲဘယ်လောက်ပတ်မှလာနဲ့လုပ်မလဲပေါ့နော်ဟုတ်အဲ့ဒီမှာသိဒီကက်ရှမာဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့ပေါ့နော်ပါကစ္စတန်လောက်တာတေချာသလားပေါ့နော်ဟုတ်အဲ့ဒီအရင်နဲ့ပတ်သက်လို့ကျွန်အိန္ဒိယပြောတာစဉ်းစားတာဘယ်လိုလဲဆိုတော့ဟုတ်ပြီအိန္ဒိယတွေကကျွန်ခီးသွဲဧည့်သည် နော်ကအိန္ဒိယခီသောဧည့်တွေလည်းရှိတယ်တခြားနိုင်ငံလာလည်းခီသောဧည့်တွေလည်းရှိတယ်။ရောက်ဖူးတဲ့သူတွေရဲ့နောက်တစ်ခါအိန္ဒိယဒေသနဲ့ပတ်သက်လို့ကျွမ်းကျင်နေတဲ့ကဘာပြောလဲဆိုတော့ဒီနေရာဒေသအားရအဲ့ဒီမှာနေတဲ့ပြည်သူတွေကဘာလဲဒေသခံတွေကဒီတစ်ခေါက်အကြမ်းဖက်မှုကိုသူတို့နဲ့မဆိုင်သူတို့မပေါ့နော်သူတို့ဆိုတော့ခီသောလုပ်ငန်းရာရောဝင်ငွေလေးနဲ့ရက်တည်နေတဲ့လူတွေရှိရှင်သန်နေတဲ့လူတွေရှိတိတ်ချမ်းသာတာမဟုတ်အဲ့တော့ခီသောဧည့်တွေလာမယ်ဆိုလို့ရှိရင်သူတို့တို့ဟိုမုတ်ဆန်လေးတွေဘာတွေအားစအဲ့နာမှာတစ်ခုရောင်းတဲ့သူတွေအားစစီးပွားရေးအဆင်ပြေမယ်အဲ့တော့ သူတို့ရန်နေရောဒီဒေတာကန်နေရတယ်ခီးသွားတယ်မကျင်တတ်လို့လောက်တာမျိုးလားဆိုအဲ့လိုမျိုးမဟုတ်ပေါ့ဟုတ်ပြီအဲ့တော့တခြားနေရာလာတယ်ဆိုတော့အခြေအနေပေါ့ဟုတ်ပြီတခြားနေရာဆိုတော့ကဲဘယ်သူဖြစ်မလဲဘယ်နေရာဖြစ်မလဲဆိုတော့တကယ်တကယ်တော့အဲ့ဒါပါကစ္စတန်ပေါ့နော်ဟုတ်ပြီပါကစ္စတန်ဆိုလို့ရှိရင်သူတီနေရာကြည့်လိုက်မယ်ဆိုလို့ရှိရင်ပါကစ္စတန်ရဲ့တီနေရာဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကြောဒီကက်ရှမီးယားပေါ့နော်အဲ့ဒေတာပေါ့နော်သူရဲ့ထိပ်ပိုင်းလေးမှာနောက်တစ်ခါဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကြော အာဖဂန်နစ္စတန်မှာအရင်အပတ်တော်မှာပြောခဲ့ပြီးတော့ပေါ့နော်အဲ့တော့ပါကစ္စတန်နဲ့ဒီအချမ်းဘက်သမားတွေက ပါကစ္စတန်နေဆက်မှာပေါ့နော်အများကြီးစကန်ချနေပါတယ်စကန်ချပြီးတော့တိတိကျကျလေ့ကျင့်တာပါတကယ်လည်းရှိပါဟုတ်ပြီအဲ့ဒါကိုပါကစ္စတန်အစိုးရမသိဘူးလားဆိုတော့ကောင်းကောင်းသိပါတယ်ပါကစ္စတန်အစိုးရမှာပါရှိလဲဆိုတော့အထက်စစ်တပ်ကပေါ့နော်ထောင်လိုင်းပါကစ္စတန်ထောင်လိုင်းကတကယ်ကောင်းပါတယ်နာမည်ကြီးတဲ့မှာပါတာပေါ့နော်သူတို့တွေနဲ့အဆက်ဆက်ရှိနေတယ်သူတို့ကသူတို့တွေကနောက်ကွယ်ရနေပြီးတော့ဒီလိုမျိုးအဖွဲ့လေးတွေကိုထိ ंच ုပ်ထားတာရှိတယ်ဆိုလို့ပြောပါ ဘလို့ဆိုတော့အရင်တော့ကကျွန်တော်ဒီဆိုဗီယက်ခေတ်တုန်းကပေါ့နော်အဲ့တုန်းကဒီအာဖဂန်နစ္စတန်ကိုဝင်လာတဲ့အချိန်မှာအဲ့ဒီဘက်ကကျွန်ပါကစ္စတန်မှာအခြေချတဲ့သူတွေပေါ့နော်အဲ့တော့မူဂျာဟစ်တဲ့နော်ဘာတော့အစားပေါ့နော်အဲ့ဒီဘက်ကိုလှုပ်ပေးပါတယ်ပါကစ္စတန်နေတစင်လက်နက်ကတော့အဲ့ဒီချိန်တုန်းကကျွန်တော်အမေရိကန်ထောက်ပံ့ပေးတာပေါ့နော်အဲ့လိုမျိုးနောက်တစ်ခါဟုတ်ပြီမရှိတော့ဘူးဆိုတော့တဖြည်းဖြည်းဆုတ်ခွာသွားတယ်ဆိုတဲ့အချိန်ကျတော့ကက်ရှမီးယားမှာအလိုအကြံဖတ်မှုလေးတွေဖြစ်လာအဲ့ဒါအမေရိကန်တွေပြီးအာဖဂန်နစ္စတန်ဝင်တဲ့အချိန်မှာဒါကအဲ့ဒီဘက်ကိုပြန်ရောက်သွားတယ်ဂျမတ်သမားတွေ။အမေရိကန်ပြန်ထွက်သွားပြီဆိုလို့ရှင်ဒါကကက်ရှမီးယားပြန်ဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့ဒါတွေက ပါကစ္စတန်နေပြီးတော့ထိမ်းပြီးတော့ကစားနေရဆိုပြီးတော့အိန္ဒိယဆိုတာဆွဆွဲသွားတယ်အဲ့တော့ပါကစ္စတန်အနေနဲ့ပတ်သက်လို့ညင်းပါတယ်ငါတို့အဲ့လိုမျိုးလုပ်တာမဟုတ်ဘူးငါတို့အဲ့နဲ့ပတ်သက်မှုမရှိဘူးဆက်ဆက်မှုမရှိဘူးငါတို့မသိဘူးဆိုလို့ပြောပါဒါပေမဲ့လုံးဝကြီးမပတ်သက်တာလားဆိုတာလည်းမဟုတ်ဘူးဒါပေမဲ့နောက်ကွေကနေထိမ်းချုပ်ပြီးတော့လွတ်တာလားမလွတ်တာလားဆိုတာတော့မသိကြတာဘူးနော်အဲ့ဒီမှာပါကစ္စတန်စစ်တပ်ရဲ့ကျောင်းအယူအဆရဲ့နောက်တစ်ခါအတွေးခေါ်ရဲ့စဉ်းစားတဲ့ပုံစံသူတို့နီးပြီးပါပါလဲဆိုစစ်တိုင်းမယ်ဆိုလို့ရှိရင်အိန္ဒိယနဲ့ပါကစ္စတန်မှာတိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုပဲကြည့်ကြည့်အရင်တော့စစ်ပွဲတွေမှာလည်း အိန္ဒိယနိုင်ငံပါကစ္စတန်ရှုံးလာဒီဝဇန်လမ်းဆိုလို့ရှိရင်ဒဲရှင်မျိုးတိုင်းမယ်ဆိုလို့ရှိရင်အင်ဟာအတားကြီးအိန္ဒိယအကောင်ကြီးပါကစ္စတန်အကောင်နည်းနည်းသေးဒီတိုင်းရှင်တိုင်းမယ်ဆိုလို့ရှိရင်အာဂျန်မမြောက်အဲ့တော့ဘယ်လိုလုပ်လို့ရမလဲဆိုတော့ဟုတ်ပြီရန်သူတယောက်ကိုတစ်ချက်တည်းနဲ့အလဲမထိုးနိုင်ဆိုလို့ရှိရင်အဲ့ဒီရန်သူကိုတဏျာအောင်ပေါ့နော်လက်နဲ့တားကွာရဆိုလို့ရှိရင်ထောက်ပါတစ်ဖက်ကပစင်ကန်တာတစ်ဖက်ကဘရေဒါလေးပဲကန်တာဆိုလို့ရှိရင်ဘရေဒါကန်တာဆိုမှအားနေဆိုမှအချက်ပေါင်း1000လောက်ပေါ့နော်တဏျာတဲ့ကိုလုံးမဒါမှမဟုတ်လဲ အချက်တစ်ဆောင်တော့ဘရီဒါနဲ့လုံလာမယ်ဆိုလို့ရှင်အချိန်ကြီးအတွက်ခက်မြန်မာလုံးမယ်ဆိုလို့ရှင်ရန်သူကဒုက္ခရောက်သွားမှာအားနေသွားမှာပါကစ္စတန်အားမျိုးတွေးရပါဒါသူရဲ့ငကိုရဲ့သူတို့တုံးတဲ့နေပြူပါပဲပေါ့နော်အဲ့တော့ဒီလိုမျိုးသူလောက်ခံသူရဲ့ထိတ်ထုံးမှုအတိုင်းအတာတစ်ခုတည်းရှိတဲ့အချမ်းဘတ်အဖွဲ့လေးတွေကိုအိန္ဒိယရောဒါမျိုးပေါ့နော်ဒုက္ခလေးတွေပေးမယ်အဲ့ပြဿနာလေးရှာမယ်ဆိုလို့ရှင်လုံလို့ရတယ်ဆိုတဲ့အခြေအနေလေးပေါ့နော်ဟုတ်ပြီအဲ့ဒီမှာအိန္ဒိယရဲ့စစ်တပ်ရဲ့ဒါစွမ်းရည်ပမာဏရဲ့နောက်တစ်ခါ ပါကစ္စတန်ရဲ့စစ်အင်အားအခြေအနေဘယ်လောက်ရှိလဲဆိုတော့တကယ်တကယ်စစ်သုံးစင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံကနေပြီးတော့ရှစ်ဆလောက်ပို့ပြီးတော့များပါတယ်ပါကစ္စတန်တားအားများတော့ဘာစစ်တီအင်အားဆိုလို့လို့ရှိရင်နောက်ကပိုင်ဆန်နဲ့လက်နက်အရေးအတွက်နောက်ကတော့ဒီတင်ကားတွေပါရီအစားအစားအစားအရာရာပါကစ္စတန်နဲ့အိန္ဒိယနှစ်ဆလောက်တားပါတယ်ဟုတ်ဆိုနိုင်ငံလည်းပို့ပြီးတော့ကြည်တော့လူရင်းကလည်းများတော့အကုန်လုံးနှစ်ဆတားဒါပေမဲ့ကျွန်တော်သူတို့ပိုင်တဲ့အရေးကြီးလည်းနဲ့ပေါ့နော်အမှုပြုက ကျွန်တော်ဒါနျူကလ িয়ার ဘုံပေါ့နော်အဲ့ဒါအရေးတော့ကကြာတော့190ကျော်ကျော်ပိုင်းမကွာပါဘူးတူတူပါပဲအဲ့တော့စင်ကချဲလို့မရအောင်အများကြီးမရှင်းနိုင်ဘူးစစ်သုံးစီလည်းမရှင်းနိုင်ဘာမှမရှင်းနိုင်ဒါပေမဲ့ကျွန်တော်တေချာတာကတော့နျူကလ িয়ার ဘုံမှာရှင်အောင်လုပ်ထားတယ်ရှင်လို့ရအောင်ပေါ့နော်အရေးတော့ပုံမှန်တာတူတူပဲနော်ကမ္ဘာကနေပြီးအမေရိကန်အဲ့ဒီချိန်တော့အသေးစံတာဝါနှစ်နိုင်ငံလုံးပါကစ္စတန်ဟောဒါပေမဲ့လုံးဝမရပါနဲ့လက်ရှိချိန်မှာနှစ်နိုင်ငံလုံးကပါကစ္စတန်ဟောအိန္ဒိယဟောနျူကလ িয়ার ဘုံပိုင်နေပြီပေါ့နော် အဲ့ဒီမှာလက်ရှိချိန်ကဘာဘယ်လိုမြင်လာလဲဆိုတော့တခြားအတာဒီဟာနဲ့သိမဆိုင်ဆိုမှဆေးရနိုင်ငံလေးရောဥပမာမြောက်ကိုရီးယားပဲကြည့်ကြည့်ကိုယ်နိုင်ငံလုံးကြုံရင်ကိုယ်နိုင်ငံကာကွယ်ဖို့ဆိုလို့လို့ရှိရင်ဘယ်လိုမှဒီစစ်တပ်ကနေပြီးတော့အရင်ကြည့်အောင်လုံးလုံးမရအောင်ဆိုလို့ရှိရင်နျူကလ িয়ার ကပိုင်လိုက်မယ်ဆိုလို့ရှိရင်နိုင်ငံသေးပေမဲ့လည်းကိုယ်နိုင်ငံရဲ့လုံခြုံရေးအတဏ္ဍာတစ်ခုတည်းစိတ်ချရတယ်ဆိုပြီးတော့ဒီယူကရိန်းဖြစ်သွားတဲ့ဥပမာလေးနောက်တစ်ခါမြောက်ကိုရီးယားလုံရက်တွေအဲ့နဲ့ပတ်သက်လို့ကဘာလက်ရှိချိန်မှာဝန်ထဲဆရာကောင်းနေဆိုမှအဲ့လိုအကြောင်းရောလက်ခံထားတယ်အဲ့လိုယူဆနေကြတော့အမှန်ပဲပေါ့နော်ဟုတ်ကဲ့အဲ့ဒီမှာ ကျအဲ့နေရာဒေသကိုပေါ့နော်အခုတိုက်ခတ်လိုက်တဲ့ operation syndrome ပေါ့နော် syndrome ဆိုဘာပြောလဲဆိုတော့ syndrome လို့လည်းခေါ်တာပေါ့နော်ကျွန်တော်ဒါသူကတော့ဒါဟေဒူမှာပေါ့နော်အင်းအောင်ရှိတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်အနီရောင်ပေါင်တာအမှုန်နေပေါ့နော်ကျွန်တော်နှစ်ဖူးမှတို့တာရှင်နောက်တစ်ခါဒီသပင်အလေခွေရမယ်ဆိုလို့ရှိရင်အလေခွေရမှာပေါ့နော်သပင်ရဲ့ဒါဖီးရအကြောင်းဆိုလို့ရှိရင်ကျွန်တော်ဥယျာဉ်ပြားမှာတုတ်ထားတဲ့အနီရောင်အမှုန်တွေရှိအောင်နော်တခါလို့ရှိရင် ကိုချရတဲ့ယောက်ျားပေါ့နော်ဒီဆုံးသွားပြီဆိုလို့လို့ရှင်အဲ့ဒါမျိုးလုံးလေးလှူတာရှိတဲ့ဟာပေါ့နော်အဲ့နံပါတ်တမန်ကသုံးတာပေါ့အဲ့တော့အဲ့တော့ဘာသာရေးလေးတွေနော်တကအပြည်သူတွေဂျင်းတ်အောင်ခေါင်းစဉ်အစားပေါ့နော်အဲ့ကြောင့် operation center ဆိုပဲနာမည်ပေးတာပေါ့နော်သိတာပါတယ်ဒီတစ်ခေါက်ကအဲ့တော့ဒီအိန္ဒိယနဲ့ပါကစ္စတန်ဆိုတာနှစ်နိုင်ငံ nuclear ပိုင်းနဲ့နိုင်ငံနှစ်နိုင်ငံပေါ့သူတို့နှစ်နိုင်ငံနဲ့မပြီးသေးပဲနဲ့သူတို့နိုင်ငံနှစ်နိုင်ငံနောက်ကွယ်မှာရောတခြားဘယ်သူတွေရှိသေးလဲပေါ့နော်ဟုတ်ပြီတခုချင်းစီကြည့်မယ်ဆိုလို့ရှင်တော့လက်ရှိချိန်မှာပေါ်ပေါ်ထင်ထင်ကျအိန္ဒိယဘက်ကနေပြီးတော့ရပ်တည်နေတာကတော့အမေရိကန်မှာ အမေရိကန်ကအိန္ဒိယပြည့်ရမယ်လက်တော့ပြန်မယ်လို့ပြောတာမဟုတ်ဘူးဖြစ်သွားတဲ့အကြမ်းဖက်မှုကိုရှုတ်ချတယ်ဒါမဲ့ဒီအရောညင်းညက်စွာပဲအဆင်ပြေပြေနဲ့ဖြည့်ရှင်းမှဆိုလို့ပြောတယ်အခုလက်ရှိချိန်မှာတော့ဒေါ်နယ်ထရမ့်ကသတင်းစာရှင်းလင်းပွဲလုပ်တဲ့ချိန်မှာသူပြောတာတော့ငါလည်းဒီကိုအလာပါဘောနော်အဲ့ခါကျမှဒီသတင်းကိုကြားတာအဲ့တော့ဒီအရောအမြန်ဆုံးအဆင်ပြေပြေနဲ့အဆုံးသတ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတော့ဘောနော်အမေရိကန်ကမျှပြောပါတာဒါမဲ့အမေရိကန်မှလက်ရှိဒုသမ္မတဘောနော် JD Vance ကဒါအိန္ဒိယနဲ့ဒါတော်တော်လေးဆက်ဆက်မှုရှိတယ်အဓိကတော့ဘယ်လိုလဲဆိုတော့ဒီ JD Vance ရဲ့အမျိုးသမီးဘောနော်သူကကျတော့ဟိန္ဒူပါ အဲ့တော့အိန္ဒိယຫນွေပွားတွေပေါ့နော်အဲ့တော့တော်တော်လေးကိုအရှိချင်မှာအိန္ဒိယဝန်ကြီးချုပ်နဲ့ကျွန်တော်တွေ့တာလေနော်ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတဲ့အတွက်ကြောင့်ဒါအမေရိကန်ကအိန္ဒိယဘက်ကရည်တည်နေတဲ့အခြေအနေပါဒါပေမဲ့တေချာတာနောက်ထပ်တနေရာမှာဒီလိုမျိုးစစ်ပွဲရတော့အမေရိကန်လိုလားမပေါ့ပေါ့ဟိုဆိုကမ္ဘာမှာဖြစ်လို့ဖြစ်နေတဲ့တခြားစစ်ပွဲတွေတော့ဖြေရှင်းလို့မမရသေးအောင်နော်ဟိုယူကရိန်းရုရှားဆိုတော့လည်းတကယ်ကိုမပြီးသေးတဲ့အခြေအနေအဲ့ဒါအပြင်အစ္စရေးကနေပဲတခြားနိုင်ငံတွေပေါ်မှာအခုဆိုလို့ရှိရင်ဂျေမင်တို့ပါတော့အစားဘုံသွားပြီးတော့ပြန်ပြီးတော့ကျင်းနေရတယ်ပါလေဟိုစစ်စင်တွေဆက်ပြီးတော့လုံနေတော့ပဲပေါ့နော်အဲ့တော့ တဘောမှာလက်ရှိဖြစ်နေတဲ့စစ်ပွဲရမရက်သေးဘူးအဲ့တော့အဲ့ဒါအပြင်နောက်ထပ်စစ်ပွဲတစ်ခုကတော့အမေရိကန်မတွေးချင်ပါဘူးဘာလို့ဆိုပြဿနာပိုကြီးလာလေသူတို့ခေါင်းပိုရှုပ်လေပဲဗောနော်အဲ့တော့ပါကစ္စတန်ဘက်မှာကျတော့ဘယ်သူရှိလဲဆိုတော့ကျွန်တော်တရုတ်ရှိပါတယ်တရုတ်ကကျတော့ဒီအရင်နဲ့ပတ်သက်လို့ဘာမှဗောနော်ပါကစ္စတန်ဘက်ကငါတို့ရက်တိမယ်ဆိုပြီးပြောတာမဟုတ်ဘူးတော်တော့စကားကိုထိမ်းမြို့ပြောတာဗောနော်နောက်ကွယ်မှာသူတို့ရှိရဲဆိုပေမဲ့အဒီကိစ္စကိုအဆင်ပြေပြေဖြေရှင်းညပါဆိုပြီးပြောပါတယ်ဒါပေမဲ့ပါကစ္စတန်ဝန်ကြီးချုပ်ကကျတော့ဒီတစ်ခေါက်တိုက်ခတ်မှုကဒါမင်းတို့ကစစ်ပွဲလုံးရက်ပဲဗောနော် ဒါပုံမှန်မဟုတ်ဘူးမင်းတို့စစ်တိုက်ချင်တာလည်းမပြောပါဘူးအဲ့တော့အချက်ချင်းမှာပါကစ္စတန်နေပြီးတော့အိန္ဒိယကိုဘယ်လိုတိုးပြန်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဟာကျွန်တော်ဒါအတင်းမှောင်ပေါ်ပေါ့နော်ထပ်ပြီးတော့တိုးလာမလားထပ်ပြီးတော့ရှော့သွားမလားဆိုတာဖြစ်နိုင်တာပေါ့နော်အိန္ဒိယဘက်ကတော့တကယ်လို့များပါကစ္စတန်ဆက်ပြီးတော့မတိုက်တော့ဆိုရင်ဒီလောက်နဲ့ပြီးသွားမယ့်ပုံစံပဲပေါ့နော်ပါကစ္စတန်ဘယ်လိုမျိုးတုတ်ပြန်မလဲဘောနော်အဲ့တုတ်ပြန်မှုကတော့အိန္ဒိယပုံမှာဘလောက်ထိခိုက်နေတာမရှိဘူးအဲ့ဒါကိုအိန္ဒိယဘယ်လိုမျိုးပြန်ပြီးတော့တုတ်ပြန်မလဲအဲ့လိုမျိုးနဲ့ကျွန်တော်အပေါ်ထပ်ပြတ်တက်သွားနေဒါပေမဲ့ အရင်တော့ဖြစ်ခဲ့တဲ့ data အချက်အလက်နဲ့ကြည့်မယ်ဆိုလို့ရှင်တော့ nuclear စစ်ပွဲကဖြစ်လာနိုင်ခြင်းမရှိပါဘူးပါကစ္စတန်နဲ့အိန္ဒိယကြောင့်ဘာဖြစ်လို့လဲဆိုတော့အရင်တော့အတိတ်တုန်းကတမန်ရစစ်ပွဲတွေအဲ့ဒါကတင်းမာမှုတွေအပြန်အလှန်ပြစ်ခတ်မှုအတိလေးတွေချိန်ပြောကြည့်မယ်ဆိုလို့ရှင်အဲ့ဒီနိုင်ငံတယောက်ကြောင့်တော့ကောင်းကောင်းသိပါအိန္ဒိယနဲ့ပါကစ္စတန်ဆိုဘယ်လိုကောင်လဲဆိုတော့ကောင်းသိတယ်ပါကစ္စတန်ဘက်ကလည်းအိန္ဒိယဘယ်လိုလဲဆိုတော့ကောင်းကောင်းသိပါမတည့်ရမတည့်တဲ့အတွက်ကြောင့်ရန်နိုင်ငံဖြစ်တဲ့ကြောင့်နှစ်ဖက်လုံးသိသိချာလေးလာတယောက်ကြောင့်တော့ကောင်းကောင်းသိနေပါအဲ့တော့အိန္ဒိယရောပါကစ္စတန်ရောနှစ်ဖက်လုံးက ထွက်ပေါက်လေးရှာတာပါတယ်အိန္ဒိယကလည်းသူ့ရဲ့ထွက်ပေါက်ပေါ့နော်ပြည်သူတွေလည်းကျင်းနာရမယ်တစ်ဖက်ကလည်းအများကြီးတစ်ခါမရောက်စစ်မကြုံတော့ပါကစ္စတန်လည်းအဲ့လိုမျိုးပေါ့ဘာလို့လဲဆိုတော့အရင်တော့ပါကစ္စတန်နဲ့အိန္ဒိယနဲ့ပြကြစစ်ပွဲမဟုတ်ဘူးနောက်ပိုင်းမှာပေါ့နော်ပြတဲ့အချိန်မှာဟုတ်ပါကစ္စတန်ပြစ်လိုက်တယ်ဟာရဆိုလို့ရှိရင်တော့အိန္ဒိယတော့ဒီတစ်ခါပြန်လုပ်ပြီဆိုလို့ရှိရင်တော့ပွဲကထပ်ပြီးတော့ကြီးမယ်လို့အကုန်လုံးထင်နေကြတဲ့အချိန်မှာအိန္ဒိယပြန်ပြီးတော့မလုပ်ပါဘူးအိန္ဒိယညင်လိုက်ပါဒီတစ်ခါထပ်လုပ်မယ်ဆိုလို့ရှိရင်ပွဲကပို့ပြီးတော့ကြီးလာမယ်ဆိုတော့တော်တော်များများသိရဒါပေမဲ့ ီးနေဆက်မလို့ပဲညင်လိုက်တယ်။အော်ဒါဆိုလို့ရှိရင်တော့ပြီးတော့ပြီပဲဆိုပြီးပြီးတော့ဒါမဲ့နောက်တစ်လအကြာမှာပါကစ္စတန်ဘက်ကအိန္ဒိယတွားပြီးပြစ်ချလိုက်ပါတယ်။အဲ့ဒါမျိုးပေါ့နော်။အိန္ဒိယဆိုတာသိပါတယ်။သူထိမ်းပြီးတော့လုံးမှာပဲပေါ့နော်။ဒီတစ်ခေါက်ကတော့အိန္ဒိယနဲ့ပါကစ္စတန်ဒါလောက်ဆိုလို့ရှိရင်တော့ခိုးဘက်ကနျူကလ ியர் သုံးလားလောက်တယ်။ဒါလောက်ဆိုတော့ဒီကောင်ထွက်ပေါက်ပိတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်တော့စစ်ပွဲကြီးသွားမယ်။အဲ့ဒီနိုင်ငံလောကစစ်မဖြစ်အောင်တော့ထိမ်းမယ်လို့ယူဆပါတယ်။ဒီလိုမျိုးပြက်ကမှုရဖြစ်မှာပဲပေါ့နော်။အဲ့ဒါမျိုး မမတ်ရပါဘူးเนาะဒါတနင်္ဂနွေတိုင်းကဘသူကောင်းတယ်ဘသူဆိုးတယ်ဆိုတာတော့တော်တော်ရောက်နေဒါကျွန်တော်ဂျာအနေနဲ့ကဘာမှပြောချင်ဘူးเนาะဆိုတော့ဒါ TV မှာပေါ့เนาะအဆီဇင်တစ်ခုမှာဒါဂျပန်နေပြီးတော့သူအစီအွေတော့တက်တဲ့ချိန်မှာပေါ့เนาะဒီအိန္ဒိယလည်းလာတက်တယ်နောက်တစ်ခါပါကစ္စတန်လည်းလာပြီးတော့တက်တာပေါ့เนาะစစ်တပ်ဘက်ဆိုင်ကအစီအွေတစ်ခုပဲပေါ့เนาะအဲ့မှာဂျပန်အလဲမှာထိုင်မှာအိန္ဒိယနဲ့ပါကစ္စတန်အပြန်လည်းနေပြောကြပါဘူးเนาะမင်းတို့ကလုံတယ်မင်းတို့ကလုံတယ်ပေါ့เนาะအဲ့နဲ့ပြီးလည်းပြောသူမင်းစားဝဲလို့တော့ပေါ့เนาะအဲ့ချိန်မှာဂျပန်ဘာပြောလဲဆိုတော့ မင်းတို့ပါကစ္စတန်ဘက်ကိုသွားပြောတော့ဓမင်းတူစားနေချင်းမှာအိန္ဒိယကအဲ့တော့လည်းမဆိုးပါဘူးကွာကမ္ဘာမှာအဆင်ပြေပြေဘယ်သူမှမဆိုးတဲ့အောင်ပေါင်းနေတာပဲဗောနော်အဲ့တော့ဘာမှအဲ့လောက်ကြီးပြဿနာတော့မရှိတော့ဘူးထင်ပါတယ်ကွာဆိုပြီးတော့အိန္ဒိယဘက်ကနေပြောပြောပြတာဗောနော်ပါကစ္စတန်ဘက်ကအဲ့ချိန်ပါကစ္စတန်ဒေါ်သောက်ထွက်ပြီးတော့မင်းတို့ကဂျပန်နိုင်ငံကျွန်းနိုင်ငံမင်းတို့ခပွေးမှနေနေတော့အိန္ဒိယနဲ့နေမြေချင်းဆက်ဆက်မနေတော့မင်းတို့ကအိန္ဒိယအကြောင်းမသိမင်းတို့နေမြေချင်းဆက်ဆက်ကြည့်ပါလားအိန္ဒိယဆိုတာဘယ်လိုနိုင်ငံလဲဆိုတော့မင်းတို့ကောင်းကောင်းသိသွားမယ်ဗောနော်အဲ့လောက်မျိုးပါအဲ့တော့ နေမိချင်းဆက်ဆက်မှုရှိတယ်နောက်ကတမိုင်းကြောင်းရလဲထိတွေ့မှုတွေနောက်ကဘာသာရေးရလဲဒီလိုမျိုးပေါ့နော် ပြဿနာတွေအများကြီးရှိတဲ့ကြောင်းမလွယ်တော့မလွယ်နောက်ကအရင်တစ်ခေါက်ဖြစ်သွားတဲ့စစ်ပွဲတွေအရင်တစ်ခေါက်တော့မကောက်ဘူးပေါ့နော်အရင်တော့ဖြစ်ခဲ့တဲ့စစ်ပွဲတွေမှာလဲစစ်ပွဲကပြီးသွားတယ်ဒါပေမဲ့ပြဿနာမပြီးပါပြဿနာမဖြေရှင်းမဲ့နဲ့ဟိုကက်ရှမီးယားဒေသအရှေ့ဒီတိုင်းပဲကြံနေတယ်ဒါပေမဲ့စစ်ပွဲကတော့ okay နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုကိုကျွန်တော်ဒီချိန်မှာရဆဲလိုက်ပြီဆိုပြီးတော့ပြစ်ခတ်ရဆဲလိုက်ပါတယ်ဒါပြဿနာမဖြေရှင်းရသေးပါအဲ့လိုပြဿနာမျိုးကက်ရှမီးယားဆိုတာပေါ့နော် တော့ဒီတက်ခတ်မှုမှာလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အိန္ဒိယကကျွန်ညာချက်ထုတ်ပြန်လာတဲ့အချိန်မှာတိတိကျကျသူ့ရဲ့ကျွန်ညာချက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့တက်ခတ်တဲ့နေရာပြစ်မှတ်ကပေါ့လဲဆိုတော့ပါကစ္စတန်နိုင်ငံရဲ့ဒါကပါကစ္စတန်နေပြီးတော့ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသဆိုလို့ပြောပါအဲ့ဒီခေါက်ဒါအကွဲပါပါကစ္စတန်နိုင်ငံဆိုတာနေနမေးရာဒီနေရာပါကစ္စတန်နေပြီဆိုပြီးအိန္ဒိယအတိမတ်ပြီးတော့တော့ကမ္ဘာလည်းအတိမတ်ပြီးတော့ဟုတ်ပြီပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသဆိုတာကြတော့အဲ့လိုမဟုတ်ဘူးကက်ရှမီးယားဒေသရှိမယ်အဲ့နေရာနဲ့ပတ်သက်လို့ ဘယ်သူကဘယ်ဘန်းကိုထိချုပ်လာလဲဘယ်သူကဘယ်ဘန်းကိုကျွန်တော်အတိုင်းအတာတစ်ခုတည်းပေါ့နော်ထိနှားလဲဆိုတော့အတိအကျတသက်မမမရှိပါဘူးအများကြီးအဲ့ဒါပတ်သက်လို့ဖြေရှင်းရသေးတယ်ပြဿနာအဲ့ဒါအိန္ဒိယဒေသမှာဖြစ်မှဆိုလို့ရှိရင်ဒီနေရာလေးကတော့ပါကစ္စတန်ထိချုပ်လာတဲ့နေရာဒေသအဲ့ဒါမျိုးခွဲပြီးတော့ပြောတာပါအဲ့ဒီမှာမြေပေါ်ရကြည့်လိုက်မယ်ဆိုလို့ရှိရင်အရင်တော့တော့ဒီနေရာကကအိန္ဒိယနဲ့ပါကစ္စတန်ကြားပြဿနာတစ်ခုပဲအဲ့ဒါဘာမှမပေါ်ဘူးကာရှမီးယားဒေသဆိုတော့ဒါပေမဲ့နောက်ပိုင်းမှာအိန္ဒိယနဲ့ကျွန်တော်တရုတ်နေရာလေးစစ်ပစ်တဲ့အချိန်မှာ အဲ့နနိုင်ငံကြမှာကက်ရှမီးယားဒေသကလည်းတရုတ်ကဝင်ပါလာပါအဲ့တော့လက်ရှိချိန်မှာကြည်လမ်းမယ်ဆိုရင်ကက်ရှမီးယားဒေသတရုတ်ထင်းကျွတ်လာတဲ့အပိုင်းလည်းရှိပါတရုတ်ရှိတယ်အိန္ဒိယရှိမယ်ပါကစ္စတန်ရှိမယ်အဲ့လိုသုံးခုပါအဲ့လိုအခြေအနေပါဟုတ်ကဲ့အဲ့နိုင်ငံဒေသမှာအရင်တော့ကတော့ခုနကကျွန်တော်ပြောခဲ့သလိုပေါ့နော်သူတို့အိန္ဒိယနဲ့ဒီပါကစ္စတန်ကြားပဲရှိဆိုမယ်လက်ရှိချိန်မှာတရုတ်ကဘာလုပ်လာလဲဆိုတော့အိန္ဒိယဒေသမှာပြည်သူတွေရဲ့အကျိုးအတွက်ဆိုပြီးတော့ကျွန်တော်လမ်းတွေဖောက်တာတွေဟုတ်လားအိန္ဒိယဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပတ်စံတွေအများကြီးသုံးပါတယ် နော်ရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ပြည်သူရဲ့ဘဝတော့တိကျကူညီနေဆိုပြီးမြင်ရအောင်နော်ဒါမဲ့တကယ်တကယ်တေချာကြည့်လိုက်တဲ့ချိန်မှာတရုတ်ကနေပြီးတော့လုံနေတဲ့ပုံစံဟာသူ့နိုင်ငံအကျိုးစီးပွားတော့အများကြီးပါတယ်ဆိုတာမြင်လာတာသူတို့လုပ်တဲ့စီမံကိန်းတွေကြည့်လိုက်မယ်ဆိုရင်တရုတ်ကဒီဘက်ကခြေလမ်းကြောင်းနဲ့ထွက်မယ်ဆိုလို့ရှိရင်မလကာရေလက်ကြောက်ပါထွက်မှာပေါ့နော်အဲ့ဘက်ဆိုလို့ရှိရင်အထက်ထင်းကျတာလက်ရှိအချိန်တည်းကတော့အမေရိကန်ထဲကျုပ်တာပါ။အော်အမေရိကန်ရှိအဲ့လိုမျိုးပဲ။ကက်ရှမီးယားဒေသကနေပြီးတော့ပြန်ဖောက်ပြီးတော့ထွက်မယ်ဆိုလို့ရှိရင်ပါကစ္စတန်နိုင်ငံနဲ့တဆင်ပေါ့နော်။ အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်လမ်းကြောင်းတစ်ခုပါကျွန်မြန်မာနိုင်ငံတည်းကနေလဲတော့တာလမ်းကြောင်းတစ်ခုပေါ့နော်အဲ့တော့တရုတ်ကဒီအရင်တော့သူတို့သုံးနေတဲ့ပင်လယ်လမ်းကြောင်းပေါ်ပဲနဲ့တခြားဘက်ကနေပြီးတော့ပင်လယ်ထွက်ပေါက်လို့ပေါ့နော်အဲ့ဒါအရေးတားကြီးပါတယ်ရေကြောင်းအဲ့ဒါတွေကလည်းတရုတ်ကဒါစဉ်းစားလို့အဲ့တော့လည်းပြင်ဆင်နေတယ်အဲ့တော့ကျွန်ပါကစ္စတန်နောက်မှာတရုတ်ရှိတယ်နောက်တစ်ခါပါကစ္စတန်နေပြီးတော့ဖျက်သွားလို့ရတဲ့လမ်းကြောင်းကိုတရုတ်ကလည်းတိကျစဉ်းစားနေတယ်အကောင့်တွေဖုန်နေတယ်ဆိုတော့လည်းသူလုပ်တဲ့ project တွေကိုကြည့်လိုက်မှသိတာပါပေါ့နော် အဲ့တော့ဒီလက်ရှိချိန်မှာပေါ့နော်ကျွန်တော်ဒီနေ့ပြောသွားတဲ့ဗီဒီယိုထဲမှာတော့ကျွန်တော်ဒီသတင်းနဲ့ပတ်သက်လို့ပေါ့နော်အတေပြောက်အရေအတွက်လူကြီးအတွက်ဘယ်လောက်ရှိရဲဆိုတာရယ်နောက်က precision social ပမာဏဘယ်လောက်ရှိရဲဆိုတာရယ်နောက်တစ်ခါစစ်တပ်ဘက်ကပေါ့နော်ကျွန်တော်အိန္ဒိယကကြတော့စစ်တပ်ဘက်ကနေပြီးတော့ဂျင်ညာတဲ့ပုံစံကကြတော့ဟိုဘီဘာကြောင့်တိုက်ခိုက်ရလဲဆိုတာရယ်နော်ဘယ်နေရာတွေတိုက်ခိုက်တယ်ဆိုတာပဲဂျင်ညာတော့ပေါ့နော်အပြည့်စီ social နဲ့ပတ်သက်လို့မဂျင်ညာဘယ်စီ social နဲ့ပတ်သက်လို့ပါကစ္စတန်ဂျင်ညာအဲ့ဒါတွေကတော့ကျွန်တော်ဒီနေ့ဗီဒီယိုကြည့်နေတဲ့သူတွေပေါ့နော်ကိုယ့်အကော တဲ့နဲ့မှာရှာကြည့်ပြီးတော့နောက်တစ်ခါဖြည်းဖြည်းအေးအေးဆေးပေါ့နော်တရင်တူတွေကလည်းတစ်ခါလဲရောပါလာတဲ့အတွက်ကြောင့်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တစ်ခါဆိုင်ဟိုတလောကျွန်တော်ဒါဆိုရှယ်မီဒီယာပေါ့နော် Facebook မှာတွေ့တဲ့တရင်တွေပေါ့နော်ဟုတ်ပြီဒီနေရာမှာတော့ဆန်သပြောင်းမှုတွေကြီးကျယ်ဖြစ်နေပြီဆိုတော့တရင်မှာတက်လာပါဓာတ်ပုံအနေနဲ့တက်လာတာပါအဲ့တော့ဖြစ်ချင်တော့တစ်ခါဆိုင်ဆိုင်အေးသူတို့ပြောတဲ့ကြမ်းပါပဲကျွန်တော်အဲ့နေရာမှာရှိနေတာပါလုံးဝအေးအေးဆေးဆေးပါဘာမှမရှိပါဘူးညဘက်ကျွန်တော်အေးအေးဆေးကိုထိုင်ပြီးတော့ကြည့်နေတာပေါ့ကော်ဖီတောင်းနေတယ်အဲ့လိုနေရာမှာဆန်သပြောင်းမှုတွေအကြီးအဖြစ်နေပြီလူတွေအများကြီးစုပြုံနေပြီဆိုပြအဲ့တော့ တနေ့ဆိုင်မှာကျွန်တော်ရှိနေရတော့ကျွန်တော်ဟာဒီသတင်းအတုပဲဆိုတာခွဲခြားသွားနိုင်တယ်အာဒါမျိုးတွေလိန်နေသူတွေရှိနေပါလားအစရတိတွေဆိုမှာပေါ့နော်ဟောတော်တော်လေးကိုတနေ့ရဓာတ်ပုံတွေပါနေဆိုတော့တော်တော်လုံးမသိရင်ယုံသွားမှာပေါ့နော်အဲ့တော့သူတို့ယူရချက်ကလူအကုန်လုံးယုံစမ်းမလို့ပေါ့သူဒါအစိပ်ပိုင်းတစ်ခုပေါ့နော်အရေးအတွက်တစ်ခုမပေါ်နာတစ်ခုလောက်ယုံသွားမှာဆိုတော့သူတို့သတင်းပေါ်မှာလက်ခံသွားမှာဆိုလို့ရှိရင်သူတို့ယူရချက်ကအထမြောက်ပါအဲ့ကြောင့်မို့အနည်းဆုံးတော့ခဏခဏသတိပေးလို့နန်းကြီးတဲ့အဆင့်တော့ရောက်ရောက်နေပါပေါ့နော်သတင်းကိုတော့ အတူပြောပြောပေါ့နော်ဘယ်လိုပဲပြောပြောနည်းနည်းလေးစဉ်းစားစစ်ကြည့်ပါနော်ကျွန်တော်ကိုကြည့်နေတယ်ကျွန်တော်အားပေးရဆိုရင်လည်းကျွန်တော်ပြောရလဲအပြည့်အဝပေါ့နော်ရန်အောင်ပြည့်ရင်အားလုံးအဆက်ဆက်ရလက်ခံနေဆိုရင်မဟုတ်ပေါ့ပေါ့ကိုအေးအေးစစ်စဉ်းစားပြီးတော့တခြားတဲ့နေနဲ့ချိန်ကြည့်တယ်အော်ဒါတော့ဖြစ်နေဒါတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးလေးတွေကိုအနည်းဆုံးတော့သူများပြောတော့ပေါ့ကွနဲ့ကိုကိုရံပေါ့နော်စဉ်းစားလို့ရကိုကိုရံသုံးသပ်လို့ရကိုကိုရံဝေဖန်လို့ရတဖြည်းဖြည်းတော့တက်လာမှာပေါ့ပေါ့နော်အချိန်ကြီးကတော့အရင်သက်ဆောက်လို့လို့ရှင်ပေါ့နော်တရင်နေမြင်မယ်ဆိုလို့ရှင်တရင်မှာဝါလာမှာပေါ့နော်ကြာလို့လို့ရှင်အဲ့တော့ ဒီသတင်းနဲ့ပတ်သက်လို့နောက်တစ်ခေါက်ဒီအားနဲ့ပတ်သက်လို့ထူးထူးခြားခြားပေါ့နော်ကြီးကြီးမားဖြစ်တယ်ဆိုလို့ရှင်တော့ပြောမယ်ဒေါင်းဘောလို့လို့ရှင်အေးစစီပဲဒီကဲမြန်မြန်ပေါ့နော်ဒီပြဿနာလေးပြည်လေသွားပြီဆိုလို့ရှင်တော့ထပ်ပြီးတင်တော့မှာပေါ့အဲ့တော့ကျွန်တော်ဗန်လေးကတော့ကိုယ့်ကိုဆက်ပြီးတော့ချီးကျူးစေချင်ပါခင်ဗျဗီဒီယိုလို့အဆုံးထိကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လေးပြန်လဲဆုံးနေကြတော့ပေါ့